ြပါစေနော်ဟုတ်ကဲ့ဟုတ်ကဲ့ပါနီဟာအမကလေသူတို့တွေ့တဲ့အချိန်မှာတော့အမဝမ်းနေတဲ့ပုံမပြချင်ပါဘူး။အမသူတို့တွေ့တဲ့အချိန်မှာပြောရရှင်လားအပေးတယ်။ဒါပေမဲ့သူတို့ကလည်းဟိုလူတယောက်ကစိတ်ညစ်စိတ်ထိခိုက်တဲ့အချိန်ကျရင်ကိုယ်လားအားပေးတယ်ဆိုရင်လည်းပို့ပြီးတော့ဝမ်းနေတတ်တယ်လေ။ဆိုတဲ့အခါကျတော့သူတို့ပို့ပြီးတော့ပြောပြောလိုက်တာနဲ့ဆူတောင်းပေးတာနဲ့သူတို့ကဟိုငိုချင်တယ်ခံစားနေရတာပေါ့နော်။အဲကြောင့်အမအမကိုဆူမထောင်းပေးနဲ့။အလူရှင်နေ မေတ္တာရရင်ရတယ်ပြီးတော့အမအမတို့ကပဲပြန်ပြီးတော့မေတ္တာပို့ပေးပြီးတော့စူတောင်းခြင်းပေးခြင်းတယ်ပေါ့နော်ဘေးဆိုရင်ဘာဘေးမှမခံစားရပါစေနဲ့ကကြီးသုံးပါဦးတော့ကြောင်းသားနေပါစေဘာဘေးမှဘယ်ဘေးမှမခံစားရပါစေနဲ့လို့စူတောင်းပေးပါတယ်တို့ပြောနေတဲ့အချိန်မှာမျက်နှာပြုံးနေအမတို့လူပညာသမားတွေလာတဲ့အခါမှာပြုတ်ပြတယ်ကျေးဇူးတင်ပါတယ်စူတောင်းပေးရဆိုမှတို့ရဲ့မျက်ဝန်းနေမှာဝမ်းနဲ့ဝမ်းနဲ့အရေးတွေဟိုထမားတွေကျောင်းတော်အကျောင်းဆုံးထိတာတွေအခုစနေနေ စကားလေးနဲ့နဲ့ပြောတာနဲ့လူတယောက်ကဝမ်းနေတာအေးကြတာဟောလိမျိုးပေါ့အတန်နေတုံလာစိတ်မကောင်းကြည့်ရတာပေါ့ဘောနည်းနည်းလေးလှုပ်ပြီးဆိုတော့ねဖယ်နှားပြေးရမှမသိဘူးခလေးတွေအော်ဆက်လေးလှေရှိရင်တော့လှေပေါ့လှေပေါ့ပြေးရလှေမရှိတဲ့ခါကျရင်လည်းရုတ်တရက်ဆိုတော့လှေလည်းမရှာနိုင်ဘူးဆိုတဲ့အချိန်မှာရှိတဲ့ပရိပောက်ကနေခုံဆင်းရတယ်ခုံဆင်းတဲ့အချိန်မှာရေထဲမှာဆိုတော့ညောင်းနေစူးတွေစူးမိကြတယ်ဟိုတော့ဆိုခေါခေါကကိလာရွာမှာဆိုလို့ရှိရင်ဖုံဖုံပြောပြရတာလေအပေါ်ကနေပြီးတော့ ခုံချရတဲ့အချိန်မှာအောက်မှာငုပ်ဆူးတယ်။ပွားနေခုံချရတဲ့အချိန်မှာအပွားနေခုံချလိုက်ပြီးရေထဲရောက်လဲရောက်တော့အပွားနေပြီးတော့အိမ်ရပြိုကျသွားတော့ညက်နေတယ်။ညက်နေတဲ့အချိန်မှာထုတ်လို့မရတော့အသက်ကရှင်နေသေးတယ်။ထွက်လို့မရတော့ဆုံးသွားတယ်။အဲ့လိုမျိုးပေါ့။ဟိုအိမ်ရဲ့ခန်းစားချက်ကသူတို့မှာတော်တော်လေးရိုက်ခတ်နေရပြီးတော့မိသားစုတွေဟိုခလေးတွေပါသွားတာတွေအမေတွေပါသွားတာတွေတယောက်ဆိုရင်အဲ့ဟိုသမီးလေးဆိုရင် grade 12 ဖြင်းနေနေဆောင်းဝက်ဖြင်းပြီးဒီကိုပြန်ရောက်လာနှစ်ရက်ပဲရှိသေးတယ်တဲ့အဲ့ဒါသူ့အမေကဒီလိုမျိုးလဲလှုပ်လဲလှုပ်ကောသူ့အမေကသူ့သမီးကိုမြင်နေရတယ်သူ့သမီးပြေးလာတဲ့အချိန်မှာလည်းပျောက်သွားတာဒါအဲ့လိုမျိုးတွေခံစားချက်တွေကြောက်စရာကြီးမျက်စိတစ်မိတ်နှစ်ရက်တစ်ပြက်အတွဲမှာတယ်နေရာအားလုံးကပြောင်းလဲသွားနိုင်တယ်ဆိုတော့ခံစားချက်ကိုတန်ဝေကတော်တော်ရတယ်ငလျင်ဘေးမှာလေအမကူညီခဲ့တဲ့ brighter တွေနဲ့တောက်လျှောက်တန်းတစ်ချောင်းမှာဒုက္ခရောက်ခဲ့တာကြီးလည်းအများကြီးဒုက္ခတွေကြုံတွေ့ခဲ့ရတယ်လည်းအများကြီးတွေ့ရရတယ်ဒါမဲ့ ဒီငလင်ပေးမှာတော့တော်တော်လေးတံဝေကရတယ်ဖြစ်ပြက်ဖြစ်ပြက်နဲ့ခဏလေးအတွင်းမှာအကုန်ပျက်စီးသွားနိုင်တယ်ဆိုတော့သဘောပုံပြီးပောက်သွားတယ်အမလေးတို့တွေ့တဲ့အချိန်မှာတော့အမဝမ်းနေတဲ့ပုံမပြချင်ပါဘူး။အမတို့တို့တွေ့တဲ့အချိန်မှာပြောရချင်မှအားပေးတယ်။ဒါပေမဲ့တို့ကလည်းဟိုလူတယောက်ကစိတ်ညစ်စိတ်ထိခတ်တဲ့အချိန်ကျရင်ကိုယ်လားအားပေးတယ်ဆိုရင်လည်းပို့ပြီးတော့ဝမ်းနေတတ်တယ်လေ။ဆိုတဲ့အခါကျတော့တို့ပို့ပြီးတော့ပြောပြောလိုက်တာနဲ့ဆူတောင်းပေးတာနဲ့တို့ကဟိုငိုချင်တယ်ခံစားနေရတာပေါ့နော်။ ။အားကြောင့်အမအမကိုစုမထောင်းပေးနဲ့။အလှူရှင်နေမေတ္တာရရင်ရတယ်ပြီးတော့အမအမတို့ကပဲပြန်ပြီးတော့မေတ္တာပို့ပေးပြီးတော့စုတောင်းခြင်းပေးခြင်းနဲ့ပေါ့နော်။ဘေးဆိုရင်ဘာဘေးမှမခံစားရပါစေနဲ့။ကကြီးသုံးပါအောင်လို့ကြောင်းလာနေပါစေ။ဘာဘေးမှာဘယ်ဘေးမှာမခံစားရပါစေနဲ့လို့ဆုတောင်းပေးပါရစေ။ တသက်နဲ့တကူအမဆိုလဲတခါမှမကြဘူးအဲ့ရဒီကအဖိုးတွေအဖွားတွေဆိုလဲသူတို့အသက်80ကျော်ကျော်ကိုဘောဒီဘောဒီလိုငလီရင်ကတော့ကာတရိုင်နည်း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 လောက်တာပဲကြောက်ဘူးလေဒီလိုမျိုးလောက်ထိကိုသူတို့ဘောမှာတခါမှအတွေ့အကြုံမရှိဘူးဖြစ်မဲ့လို့လည်းမထင်ဘူးငလီရင်ဆိုတာမြေကြီးပေါ်မှာရှိတဲ့အဲအရာတွေပဲဖြစ်တယ်ဘောမြေပေါ်မှာဆိုရင်ကနည်းနည်းသူတို့ဟိုကြောက်မှုနောက်မှာရှိရရေထဲမှာရှိတယ်ဆိုတဲ့အခါမှာအိမ်ကြီးပြုတ်သွားလောက်ရတဲ့အချိန်ဘယ်သူမှလည်းမမျှော်မှန်းအောင်ကံကောင်းထောက်မှရှင်တော့တော်သေးတာပေါ့နော်အိတ်တဲ့အချိန်မဖြစ်လို့အိတ်တဲ့အချိန်ဆိုလို့ရှင်တော့သွားပြီး ငလင်ပေးတဲ့ဒေတာမှာအကုန်လုံးပါသွားလာပြီလို့ထင်တယ်။အင်းလေးမှာဆိုလဲအင်းလေးမှာလည်းသခိုင်းပြမနာဟလား။ညီမတို့အခုအကုန်လုံးပေါ့တကြောလုံးပေါ့ငလင်ပေးတဲ့နေရာတွေအကုန်လုံးအညာဘက်မှာဆိုလို့ရှိရင်တော့ပြောမတွေးဝင်စရာပဲ။ဟိုဒီမှာဆိုရင်ဒါဖြစ်တဲ့အချိန်လေး2မိနစ်လောက်အတွင်းဟိုတတိကပ်ပြီးတော့အပေါ်နေပြီးတော့ဒီခုံချရတာနဲ့ဟလားဗရင်ဘောက်ကနေခုံချအဲ့ကောက်မြေပြင်မှာဆိုရင်ပြေးဘောက်ကရှိတယ်အခုကရေထဲမှာနေရမယ်ဒန်ဟာအဲ့လိုမျိုးအစီရုပ်ဆောင်မယ်။ဆရာဆေးမကောင်းဖြစ်ရတယ်။သူတို့ပြန်တွေးလိုက်တယ်အမအခု လာလူတဲ့အချိန်မှာတို့စားစရာတောက်စရာလည်းအဆင်ပြေနေပြီနေစရာတစ်ခုပဲကျန်တော့ရပါတော့ရေလည်းအဆင်ပြေတယ်စားတောက်တာလည်းအဆင်ပြေအမိုးကကျန်တာအကုန်လုံးပြည့်စုံနေပြီပေါ့နော်အခုတို့အိမ်ပြင်ဖို့အတွက်ကိုပဲတို့စူးစမ်းနေကြတဲ့အချိန်ဆိုတော့အမလာရောက်လူတဲ့အချိန်မှာအဲလာရောက်လူတဲ့အချိန်မှာတော်ပဲဖြစ်သွားတာပေါ့လေဘာဖြစ်ဖြစ်တယောက်၁၀သိန်းဆိုတိန်တောင်၁၀သိန်းဆိုတော့အမတို့ရသွားတဲ့သူတွေအတွက်လည်းနည်းနည်းဟို ြင်လို့နည်းနည်းတအက်တက်တအားရမယ်လို့တော့ထင်ပါတယ်ဟိုပြောနေတဲ့အချိန်မှာမျက်နှာပြုံးတယ်အမတို့အမှုပညာသမားတွေလာတဲ့အခါမှာပြုံးပြတယ်ကျေးဇူးတင်ပါတယ်ဆုတောင်းပေးရဆိုမြဲတို့ရဲ့မျက်ဝန်းနေမှာဝမ်းနဲ့ဝမ်းနဲ့အရေးတည်ဟိုထရမာတွေကျောင်းတို့အကျောင်းရုံဆုံးထိတ်တာတွေအခုချိန်ကြီးမြင်တွေ့နေအောင်စကားလေးနဲ့နဲ့ပြောတာနဲ့လူတယောက်ကဝမ်းနေတာရေးကြတာဟောအဲ့လိုမျိုးပေါ့အတန်နေတုံးတာစိတ်မကောင်းကြည့်ရတာလေဟုတ် အများဆုံးပြန်လဲထူတာအမတို့ကတော့ဟိုဝိုင်းဝန်းပြီးတော့ကုညီပေးကြတာပဲအလှူရှင်တွေအကုန်လုံးကအဲ့တော့အမဆိုလို့ရှိရင်တိန့်ချောက်တောင်းရသွားတဲ့ထဲမှာဟိုအကုန်လုံးမဟုတ်ဘူးဆိုလို့ရှိရင်တော့မှရတဲ့သူတွေဟိုစွစွပပနေရအောင်လှူပေးသွားလှူပေးသွားဖြစ်တယ်ပေါ့နော်အဲ့တော့ဒါအခုအနေနဲ့ဆိုလို့ရှိရင်တော့အမဒီအထိကုညီပေးခဲ့တယ်ပြီးတော့နောက်ထပ်လဲသူတို့ပြန်လဲထူထောင်ရေးအတွက်ကိုထပ်ပြီးစူးစမ်းပေးအောင်မှာပဲအဲအခုကတော့ဒီလောက်ပေါ့ ဒီလိုပဲတခြားနယ်တွေသွားရအောင်မယ်မရောက်သေးတဲ့နေရာတွေသွားရအောင်မယ်ပြီးသွားလို့ရှိရင်အကုန်လုံးစုံသွားပြီဆိုလို့ရှိရင်ပြန်လဲထူထောင်ရွတ်ကိုထပ်မှန်ပြီးတော့တတတအားနဲ့လုပ်ပေးကြမှာပဲအမအပါဝင်စေနာရှင်အလူရှင်တွေအကုန်လုံးဟောတခြားပရိဟိတအသင်းတွေကလည်းလုပ်ပေးနေကြတာမြင်ရတဲ့အတွက်တကယ်ကိုပီတိဖြစ်ရတယ်မြန်မာလူမျိုးဖြစ်ရတဲ့အတွက်အယံကုန်ယူတယ်ဘာဖြစ်လို့လဲဆိုတော့စေတနာတရားတရားကမြန်မာလူမျိုးကိုဘယ်သူမှမမိဘူးလို့ထင်တယ်အဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့ပီတိဖြစ်ရပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးပါတတတတ